မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြေဦးတော်လန်ရဲ့အထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးဖြီသူတိုင်းအာယုံစိုက်ပါဝင်ရနှင့်ချိုတင်ပြင်ဆင်ရန် NUD ဝန်ကြီးဒေါက်တာဇော်ဝေစုတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်အာဏာရှင်တော်လှန်ရေးတွင်မကြခင်ဖြစ်ပေါ်လာမီအထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးအတွက်ပြည်သူတိုင်းအာရုံစိုက်ပါဝင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကတိုက်တွန်းလိုက်ပါတယ်။ ကရင်ဌာနကအပတ်စဉ်စီစဉ်တင်ဆက်လျက်ရှိသောပြည်သူ့မှပြည်သူတို့အမေးဖြေတွင်၎င်းကအထက်ပါအတိုင်းပြေဆိုသွားခြင်းဖြစ်ပါသည်။ အန်ယူဂျီကာကွယ်ရေးဝန်ကြီးဦးရင်မော88မျိုးဆက်ကြောင်းသားကောင်းဆောင်ဦးမင်းကိုနိုင်အပါဝင်ထော်လန်ရေးကောင်းဆောင်တချို့ကအထွေထွေထိုးစစ်ကြီးလာမီကိုထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်းအထွေထွေထိုးစစ်သည်ထော်လန်ရေးအတွက်တော့ချက်ဖြစ်ပြီးလူတိုင်းလူတိုင်းပါဝင်ရမည်ဖြစ်ကြောင်းအထွေထွေထိုးစစ်ဆင်နွှဲချိန်တွင်စစ်ကောင်စီကပြည်သူများကိုပုံမိုတိုက်ခိုက်လာနိုင်ကြောင်းဒေါက်တာဇော်ဝေဆိုကအတည်ပြုပါရယ်အထွေထွေထိုးစစ်တွေလုတ်တဲ့အချိန်မှာသူတို့စစ်တပ်ကမနိုင်တဲ့သူကိုမတိုက်ခိုက်ပဲလွယ်ကူတဲ့နိုင်နဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှာဖြစ်ပါရယ်သူတို့ဘလူနီးနဲ့ မှကျွန်တော်တို့ကိုနိုင်မှာမဟုတ်ဘူး။ PDF တွေနဲ့ခုနကလိုတိုက်ခိုက်ရေးအဖွဲ့အင်အားစုတွေကိုမတိုက်ခိုက်ပဲပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှာဖြစ်တဲ့ဒါကြောင့် Safe Hospital, Safe Schooling, Safe Play for People ပြည်သူလူထုအတွက်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ပြင်ဆင်နေခြင်းဖြစ်ပါတယ်။စေယုံစေကန်းတွေလုံခြုံအောင်စိတ်ချရအောင် ။ကျောင်းတွေတင်ကြားရတဲ့နေရာတွေလုံခြုံအောင်ပြည်သူလူထုတွေနေတဲ့ထိုင်တဲ့သွားတွေလာတဲ့လုံခြုံစိတ်ချရအောင်ဘေးအန္တရာယ်ကင်းအောင်စောင့်ရွက်ဖို့လိုတယ်။အချွေတွေထိုးစေတစ်ဖက်ကစီရေးအရာပြင်ဆင်နေတဲ့အချိန်ကျွန်တော်တို့တွေအနေနဲ့လည်းပြည်သူတွေကိုစားပစ်ပေးတဲ့သူတွေဝန်ဆောင်မှုပေးတဲ့သူတွေအနေနဲ့လည်းလုံခြုံစိတ်ချရတဲ့အချွေတွေထိုးစေအတွင်မှာအန္တရာယ်ရှိတဲ့နေရာတွေကိုလုံခြုံစိတ်ချရအောင်လုပ်ဖို့လိုပါတယ်။အဲဒါဟာစမ်းမရေးဆောင်လျှောက်တဲ့သူပညာသင်ကြားတဲ့သူတွေတင်မှာပဲပြည်သူလူထုတွေအနေနဲ့လည်းသတိရှိရှိအသိရှိရှိနေထိုင်ဖို့လိုတယ်။ပြင်ဆင်ကြဖို့လိုတယ်လို့အသိပေး းတတိပေးခြင်းပါတယ်ဟုလကောင်းကပြောဆိုပါတယ် အထွေထွေထိုးစစ်သည်မိသည့်အချိန်လာမည်ကိုမသိရှိရသေးတော့လဲအဆုံးသက်အောင်မြင်မှသာလျင်အောင်မြင်သောတော်လည်ရေးဖြစ်မည်ဖြစ်ကြောင်းထို့ကြောင့်အထွေထွေထိုးစစ်အောင်မြင်ရေးအားလုံးကဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်ကြောင်းသူကဆက်လက်တိုက်တွန်းပါရင်အထွေထွေထိုးစစ်ဟာကျွန်တော်တို့အတွက်တော့အရေးကြီးတယ်ကျွန်တော်တို့တော်လည်ရေးမှာပြီးခဲ့တဲ့၄နှစ်တာဆောင်ရွက်ခဲ့သမျှကိုဒီချိန်မှာအင်ပြေအားပြေပါဝင်မှုအပြင်နဲ့ကျွန်တော်တို့ဒီဟာကိုပြင်ဆင်ပြီးတော့ထိုးစစ်မှာအထွေထွေထိုးစစ်ကြီးကိုအောင်မြင်အောင်လုပ်ဖို့လိုတယ်ဒါမှသာလျင်ကျွန်တော်တို့တော်လည်ရေးကအောင်မြင်တဲ့တော်လည်ရေးဖြစ်သွားမှာဖြစ်တယ်တော်လည်ရေးကိုအောင်မြင်စွာအဆုံးသတ်နိုင် ောင်ပြင်ဆင်ရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဒါကအရေးကြီးတဲ့အချိန်ဒီအချိန်မှာအားလုံးရဲ့ပါဝင်မှုတွေအားလုံးရဲ့ပြင်ဆင်မှုတွေအရေးကြီးတယ်။ဒါကြောင့်ပြည်သူလူထုကိုရောတော်လှန်ရေးအင်အားစုတွေကိုရောအခုလိုမျိုးဝန်ဆောင်မှုပေးတဲ့သူတွေကိုရောဒီအချိန်မှာတော့အစွမ်းကုန်အားထုတ်ပြီးတော့ဝိုင်းဝန်းကြဖို့ပါဝင်ကြဖို့ပြောချင်ပါတယ်။ဘယ်အချိန်ဘယ်အခါဖြစ်လာမယ်ဆိုတာမသိပေမယ့်ဒါဟာဒီနေ့ဒီအချိန်မှာလူတိုင်းလူတိုင်းပါဝင်ရမယ်အာယုံဆိုက်ရမယ်လုပ်ရမယ်အလုပ်ဖြစ်တယ်လို့ပြောကြမှာတဲ့ဟုဒေါက်တာဇော်ဝီဆိုးကဆိုပါတယ် ်။ NUG ဝန်ကြီးဒေါက်တာစောဝေဆိုသည့်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလာဤညွှန်ကြားချက်နှင့်အညီ2025ခုနှစ်နိုဇင်ဘာအတွင်းကိပမမြန်မာနိုင်ငံသို့အပြီးပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ဆက်လက်ပြီးသကိုင်းမြို့ပေါ်ရှိအမှတ်33ချင်းမြန်တမဌာနချုပ်ကိုရှော့လိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ6ဦးသေဆုံးပြီးထိခိုက်ပျက်စီးမှုအချို့ရှိတယ်ဟုဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။သကိုင်းမြို့ပေါ်ရှိအမှတ်33ချင်းမြန်တမဌာနချုပ်ကိုရှော့လိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ6ဦးသေဆုံးပြီး ီးထိခိုက်ပျက်စီးမှုအချို့ရှိကြောင်း Great Worry for မြန်မာ BWN အဖွဲ့တာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ယမန်နေ့မေလ31ရက်နေ့က BWN နဲ့မဟာမိတ်အဖွဲ့များဖြစ်သော Shadow Sky, No More Deterioration NMD နဲ့စကိုင်းမြို့ပြပျောက်ကြား Infinity အဖွဲ့တို့က CU ကောင်စီအမှတ်33ချင်းမြန်တက်မှဌာနချုပ်တက်မှ33စကန်းကို BWN Mission 40အပြင်ရှော့တိုက်တုံးသုံးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါပြစ်ခတ်တိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှတပ်သား6ဦးသေဆုံးပြီးတပ်တွင်းအ ်းချုပ်သား၂ဦးလည်းသေဆုံးခဲ့ကြောင်းသိရပါတယ်။ကျမ33အတွင်းထိခိုက်ပျက်စီးမှုများအနေဖြင့်ဗဟိုကင်းပြီးလောက်ပျက်စီးသွားပြီးတပ်သုံးမော်တော်ယာဉ်၂စီးပျက်စီးသွားခဲ့ကြောင်း။လိုင်ကန်တခန်းရှော့လိုက်တုံးထိမှန်၍ပျက်စီးခဲ့ပြီးမော်တော်ယာဉ်မှုနှင့်စစ်တီ၃ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း။လိုင်ကန်ထိခိုက်ပျက်စီးမှုကြောင့်ရဲမေ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အမှတ်33ချင်းမြတ်မှဌာနချုပ်အမှတ်33သည်မေဦးဒေါ်လန်ကြီးကာလာတရှာပြည်သူအပေါ်နှင်းဆက်တက်ဖြတ်ရာတွင်အရက်ဆက်ဆုံးတက်အဖြစ်နာမည်ကြီးသောစစ်ကောင်စီ၏လက်ယုံတက်ဖြစ်သလိုလက်ရှိတွင်လည်းတက်မှ33ဤဒုတက်မှမူဦးစီးကသခိုင်းမြို့နယ်တွင်ကြေးရွာများမှပြည်သူများကိုဖမ်းဆီး၍လူသားတိုင်းလောက်ကစစ်ကြောင်းထိုးနေလျက်ရှိသည်ဟုသက်ဆိုင်ရာဒေါ်လန်ကြီးတပ်ဖွဲ့ကထုတ်ပြန်ထားပါသည် ဆက်လက်ပြီးထိုင်းပြန်စစ်သားများကတင်ငန်းညီနောင်ပြူဟာကုန်းသို့စစ်ကြောင်းတို့ရန်ထွက်လာ၍ KNL ပူးပေါင်းတပ်များကကြားပြတ်တိုက်ခိုက်မြဝတီမြို့ခလာရ295ခုပါတော်လန်ရေးတပ်များကလက်နက်ကြီးများဖြင့်ပစ်ခတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်ထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့်ပြန်လည်စုဖွဲ့ထားသောစစ်တပ်စစ်ကြောင်းကတင်ငန်းညီနောင်ပြူဟာကုန်းသို့စစ်ကြောင်းထွက်လာသည့်ပြင် KNL တပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNL စစ်ရေးတရင်ရင်မြစ်ကတရင်ဌာနသို့ပြောဆိုပါရယ်ဂျမနီညနေ 6နာရီအချိန်မြဝတီမြို့ခလာရ295မှာထိုင်းပြန်စစ်သားများဖြင့်ပြန်လည်စုဖွဲ့ထားသောစစ်ကြောင်းကတင်ငန်းညီနောင်စစ်ပြူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုက်ရန်အတွက်စစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုမြဝတီမြို့နယ်ရွှေမြဆန်ဒီကွက်တဲအနောက်ဘက်တုံးတရာနေရာတွင် KNLA ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်သဖြင့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါသည်။ ထိုင်းဘက်ကိုထွက်ပြေးပြီးပြန်ပို့ခံရတဲ့စစ်သားတွေကမြောက်ဝတီခလာယာ295တပ်ထဲကနေစစ်ကြောင်းစုဝဲပြီးသင်္ကန်းကြီးနောင်ပြူဟာကုန်းကိုပြန်သိမ်းဖို့ထွက်လာတယ်။အဲဒါကိုလမ်းကနေဖြတ်တိုက်တာပါတိုက်ပွဲပြင်းထန်နေတညာလုံးတဝုံဝုံတိုင်းတိုင်းနဲ့ခြာနေကြတာဟု KNL စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ထို့ပြင် KNL ဦးဆောင်သောမဟာမိတ်တပ်များကမြဝတီမြို့ခလာရ295တရင်တွေတွင်ရှိနေသောစစ်တပ်ကိုလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် မင်းညာ10နာရီခွဲလောက်မှာခလာရ285တက်သေးကိုပါဒီဘက်ကတော်လန်ရေးတက်တွေကသွားပြတ်တယ်။အဲ့ဒီခလာရ285မှာပြန်စုဖွဲ့ပြီးစစ်တောင်းထိုးလာလို့ဟု KNL သတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။မြောက်ရီမျိုးဆောင်တက်ခလာရ285မှာ2024ခုနှစ်ဧပြီလအတွင်း KNL ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြန်လည်ဆုတ်ခွာချိန်တွင်စစ်တပ်ကပြန်လည်ဝင်ရောက်နေရာယူခဲ့သောတိုက်ရင်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော်လန်ยีသမားအချင်းချင်းသွေးမကွဲပါကစစ်အာဏာရှင်ကိုနိုင်ပြီးဟု PDF အမတ်နှစ်နေမီစစ်စင်ရေးမှုပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အာဏာရှင်အဆက်ဆက်တင်းတုံးအောင်ဝင်ခဲ့သည့်တော်လန်ยีဘတ်တော်သားအချင်းချင်းသွေးကွဲစိန်ကြီးစီကိုယခုတော်လန်ยีသမားများကြော်နိုင်ပါကစစ်အာဏာရှင်ကိုအနိုင်ရမည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နှစ်စစ်စင်ရေးနေမီစစ်စင်ရေးမှုရဲဘော်တအုပ်ကပြောကြားပါတယ်။ တို့ပြန်လာပြီးအရာဝတီပင်လေအရောက်ရုံမဖောက်စကားဝိုင်းဆွေးနွေးပွဲတွင်ရဲဘော်တင်ဦးကရခုကဲ့သို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တော်လန်ရေးမှာစံတမ်းမြီကိုအားလုံးသိထားပြီးဖြစ်ပြီးအ धिक ပြောလိုသည်မှာစစ်အာဏာရှင်တိုင်းလုံနေသည့်စီတုံးစီကြော်လွားနိုင်ရေးဖြစ်သည်ဟုရဲဘော်တင်ဦးကပြောပါတယ်။အဲ့ဒီစီတုံးစီကဘာလဲဆိုတော့ပထမကသွေးအေးစိမ်မက်စီ အာနာရှင်ကကျွန်တော်တို့သွေးအေးသွားအောင်အမျိုးမျိုးအချိန်ဆွဲခဲ့တယ်။အမျိုးမျိုးကောလာဟာလာတွေလုပ်ခဲ့တယ်။အမျိုးမျိုးမျောလင်းချက်အမားတွေပေးခဲ့တယ်။ဒါပေမဲ့ပြည်သူတွေကသွေးမအေးဘူး။သွေးအေးစင်မဲ့စီးကိုကျွန်တော်တို့ကြော်ခဲ့ပြီးနောက်တစ်ခုကစီးတစီထတ်ထားတယ်။ဒုတိယစီးသွေးကြောင်စီတဲ့စီးပြည်သူတွေကြောက်သွားအောင်တော်လန်ရေးသမားတွေကြောက်သွားအောင်ရရက်ဆက်ဆက်လုပ်ပြတယ်ဟုရဲဘော်တအူးကပြောပါတယ်။ စစ်ကြောရေးစခန်းများစစ်နေပြင်းများ၌စစ်ကောင်စီကရက်ဆက်စွာလုပ်ပြပြီးပြည်သူနှင့်တော်လှန်ရေးဘက်တော်သားများသွေးကြောင်သွားအောင်လှုပ်ဆောင်ခဲ့ကြောင်း၎င်းကဆိုပါတယ်သူတို့ကိုကြောက်သွားအောင်ဒါပေမဲ့လည်းကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေအားလုံးကရောအဲ့ဒီသွေးမကြောင်ဘဲနဲ့အဲ့ဒီဟာတွေကနာကျင်မှုတွေခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်တူခဲ့တယ်ဒီစည်းကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီဟုရဲဘော်တင်ဦးကပြောပါတယ်နောက်ဆုံးကြံနေသည့်စီမှာသွေးကွဲစေသည့်စီဖြစ်ပြီးအာနာရှင်အဆက်ဆက်ချင်းသုံးအောင်မြင်ခဲ့သည်ကိုတွေ့ရသည်ဟုပြောပါတယ်။ ကျွန်တော်တို့တော်လန်ရေးသမိုင်းကြောင်းပဲပြန်ကြည့်ကြည့်အဖွဲ့အစည်းသမိုင်းကြောင်းတွေပဲပြန်ကြည့်ကြည့်ဘန်းနိုင်ရောက်ခံဒီမှာကိုအချင်းချင်းခွဲလို့အာနာရှင်ကိုအရှုံးပေးလိုက်ရတဲ့တာဒကတွေအများကြီးရှိတယ်။ဒါကြောင့်မို့အခုကျွန်တော်တို့ကနောက်ဆုံးစီးကိုရောက်ပြီးသွေးကွဲစင်မဲ့စီကျွန်တော်တို့အချင်းချင်းကြာအထက်နဲ့အောက်ကြာအဖွဲ့အစည်းအချင်းချင်းကြာဘယ်နေရာလေးဟာသွားမလဲဘယ်နေရာလေးအကြောင်းထင်သွားမလဲသွေးခွဲတယ်သွေးခွဲအောင်လုပ်တယ်ကျွန်တော်တို့သွေးမကွဲရင်ဒီပွဲနိုင်ပြီဟုရဲဘော်တင်ဦးကပြောပါတယ်။ စီရေးအရာများစွာပြောစီရမလို့ပဲအကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ဝန်ရှုံးနိမ့်မှုများစွာရင်ဆိုင်နေရသည့်အခြေအနေတွင်သွေးမကွဲပါကတော်လည်ရေးအောင်မြင်မည်ဟုလည်းပြောပါတယ်ကျွန်တော်တို့ညီညွတ်ကြဖို့လိုတယ်ကျွန်တော်တို့ရဲဘော်တွေဘာတွေမှကျင်လဲဆိုရင်ကျွန်တော်တို့ညီညွတ်ကြဖို့လိုတယ်ကျွန်တော်တို့အချင်းချင်းအဖွဲ့အစည်းအချင်းချင်းတော်လန်ရေးသမားအချင်းချင်းညီညွတ်ကြဖို့လိုတယ်ပန်းနိုင်ကိုအတူတူရောက်အောင်သွားကြမယ်ကျွန်တော်တို့ရဲဘော်တွေအဲ့ဒါလေးပြောချင်ပါတယ်ဟုအမတ်နေစစ်စင်ရေးနေပြီစစ်စင်ရေးမှုကပြောကြပါတယ်